လောက်ခလာစွာတိုးပြဖို့တောင်းဆိုတဲ့စိတ်ယုံအချို့မှာလောသမားကောင်းဆောင်အချို့နဲ့နောက်ကွယ်ရ PRP ချင်းချောက်တာမျိုးကြုံနေရတယ်လို့အဲ့ဒီအလုသမားတွေစီကသိရပါတယ်စိတ်ယုံတချို့မှာလောက်ခတုံးမြင့်ရရှိဖို့ဆန္ဒပြတောင်းဆိုတာတွေရှိနေပြီးဥဆောင်သူတွေကိုစိတ်ယုံကနေအညှို့ထောက်အလုထုတ်တာအပြင်စက်ကောင်စီလုံခြုံရေးအဖွဲ့အစည်းတွေကအလုသမားရဲ့နေအိမ်ထိတောရောက် PRP တာမျိုးကြုံရတယ်လို့အလုသမားတချို့ကပြောပါတယ် Shopee တာမျိုးနဲ့ရှိ True Green စိတ်ယုံလောသားတယောက်က ဒီကခေါင်းဆောင်မျိုးသမီးအလုံသမားတယောက်ရဲ့အိမ်ကိုစစ်တာသတင်းပို့ခိုင်းလိုက်လို့ဆိုပြီးရက်ွက်အုတ်ချုပ်ရည်မှုရုံးကနေတပ်ပုံတွားရိုက်တာရှိတယ်။ဒါကအကြောက်တရားဖြစ်အောင်တတ်တတ်ဖိအားပေးရလို့ယူဆတယ်လို့ပြောလာပါတယ်။ True Green ဆက်ယုံကအလုံသမားတမကခေါင်းဆောင်၄ယောက်အားအလုတ်ထုတ်ခဲ့တဲ့ဖြစ်ရလည်းရှိခဲ့ပြီးတော့အလုံသမားတွေစူပေါင်းတောင်းဆိုတာကြောင့်အလုတ်ပြန်ခန့်လိုက်တယ်လို့သိရပါတယ်။ဒါပြင်လောက်လောက်ခတိုးပေးဖို့တောင်းဆိုတဲ့မြန်မာရှိုင်းအထက်ချုပ်ဆက်ယုံမှအလုံသမားချို့လဲအလုတ်ထုတ်ခံရရှိတယ်လို့အဲ့ဒီဆက်ယုံနဲ့နှိဆက်သူတွေစီကသိရပါတယ်။ လက်ရှိမှာရန်ကုန်မြို့မှာလုတ်ခတ်တုံးမြင့်ပေးဖို့ဆန္ဒပြတောင်းဆိုနေတဲ့စစ်ရုံ၅ခုတပ်မင်းနေရှိနေတယ်လို့လူကြုံကြီးအကြောင်းပြချက်နဲ့စစ်တပ်နဲ့ရဲခေါ်ပြီးဖိအားပေးရပြီးကြုံရတယ်လို့အလို့သမားတွေကပြောပါတယ်ဆန္ဒပြစစ်ရုံချို့မှာညီနိုင်တာအဆင်ပြေပြီးတောင်းဆိုချက်တိုင်ရရှိသွားတာရှိတယ်လို့ပြည်လည်မှုမရရှိသေးပဲဆက်ပြီးဆန္ဒပြတောင်းဆိုနေကြတာတွေလည်းရှိပါတယ်